ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ Emily Ellison ရဲ့ Report The Four Ways to Read People ဘာဖြစ်ပါလဲ။ဒီစာအုပ်ကယင်းနှစ်ချစ်ချင်မှု Report ဆိုတာဟာကျွန်တော်တို့ရဲ့ဘဝမှာရောအလုံးမှာပါအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်တယ်ဆိုတော့ကိုပြသထားပါရင်။စာရေးသူနဲ့သူမရဲ့ခင်ပွန်း Lawrence Ellison တို့ဟာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးစိတ်ပညာရှင်တွေဖြစ်ကြပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုအခြေခံပြီးလူဝေချင်းဆက်သွယ်ရေးအလိုအချက်တွေကိုပေါ်ထုတ်ပေးထားပါရင်။ လူတွေကိုပို့ပြီးကောင်းကောင်းနားလည်နိုင်ဖို့အခက်အခဲဆုံးပုံကိုယ်တွေနဲ့တောင်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက်သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။လူတွေနဲ့ရင်းနှီးချစ်ကြည်မှုအမြဲဆုံးတည်ဆောက်နိုင်ဖို့အတွက်ဟီယာလို့ခေါ်တဲ့အခြေခံအုတ်မြစ်လေးခုကိုအလီဆင်တို့ဇနီးမောင်နှံကတင်ပြထားပါတယ်။ Honestly ယုံသားမှုရင်းနှီးချစ်ကြည်မှုရဲ့ပထမဆုံးအုတ်မြစ်ကတော့ယုံသားမှုပါပဲ။တဲ့တင်ပြောခြင်းတဲ့အရာတွေခံစားချက်တွေကိုရည်ရွယ်ချက်ရှင်းရှင်းလင်းလင်းနဲ့တိုက်ရိုက်ပြောဆိုဖို့လိုပါတယ်။ သူတစ်ပါးကိုလမ်းမို့ဘူးဒါမှမဟုတ်လှည့်ရဖို့အတွက်မျိုးသားတဲ့နီလန်းတွေကိုရှောင်ရှားရပါမယ်။ကိုယ်ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ပြီးရိုးသားတဲ့သတင်းစကားကိုရှင်းလင်းစွာပြပို့နိုင်မှသာသူတစ်ပါးရဲ့လေးစားမှုကိုရယူနိုင်ပါလိမ့်မယ်။အမ်ပါသီစာနာနားလည်မှုစာနာနားလည်မှုဆိုတာသူတစ်ပါးရဲ့ခံစားချက်ကိုကိုယ်စင်စာနိုင်စွမ်းပါဒါပေမဲ့စာရေးသူတို့ကတော့သူတို့ဘက်အထူးကယုံကြည်ချက်တွေတန်ဖိုးတွေကိုအသိမှတ်ပြုပြီးအဲ့ဒီအပေါ်မှာအခြေခံပြီးနားလည်ပေးဖို့အလေးထားပါတယ်။ ူတယောက်ရဲ့အတွင်းစိတ်တန်ဖိုးတွေကိုသိရှိနားလည်ခြင်းကသူတို့ရဲ့ရည်ရွယ်ချက်တွေနဲ့အပြည့်အမှုတွေကိုပိုပြီးထင်ရှားစေပါတယ်။ကိုယ်ရဲ့နားထောင်ခြင်းစွမ်းရည်ကိုမြင့်တင်ပြီးသူတစ်ပါးကို နားလည်လို့စိတ်ကို ရှည်တန်းတင်ဖို့လိုပါတယ်။နောက်တစ်ခုကတော့အန်တိုနိုမီကိုပိုင်အချုပ်ချာအနာပဲဖြစ်ပါတယ်။ယင်းဤချက်ချင်းမှုထိခိုက်စေတဲ့အကြီးမားသောအရာတစ်ခုကတော့အခြားသူကိုထိ ंछ ို့လုံစေပါပဲ။ကိုယ်ပိုင်အချုပ်ချာအာဏာဆိုတာကတော့ကျွန်တော်တို့ဟာအခြားသူတွေရဲ့လွတ်လပ်တဲ့စံနာနဲ့ရွေးချယ်ခွင့်ကိုလေးစားဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါ။ တစုံတယောက်ကိုအတင်းကျပ်ဖိအားပေးခြင်းချင်းချောက်ခြင်းတို့ကစိတ်ပညာမှာတုံ့ပြန်မှု reactant လို့ခေါ်တဲ့စန့်ကျင်ဘက်အကျိုးသက်ရောက်မှုကိုဖြစ်စေပါတယ်။အချိန်နေဘလောက်ပဲကြီးမားပါစေရွေးချယ်ခွင့်ကိုအမြဲတမ်းပေးခြင်းကယင်းနည်းချစ်ခြင်းမှုကိုတိဆောက်ပေးပါတယ်။နောက်ဆုံးတစ်ခုကတော့ reflection ပြန်လည်ထင်ရပြောဆိုခြင်းဖြစ်ပါတယ်။ပြန်လည်ထင်ရပြောဆိုခြင်းဆိုတာစကားဝိုင်းအတွင်းမှာသူတစ်ပါးပြောဆိုတဲ့အရာတွေတဲကအထိပ်ပဲရှိတဲ့အစိပိုင်းတွေအဓိကကြတဲ့တန်ဖိုးတွေကိုဖော်ထုတ်ပြီးပြန်လည်ပြောဆိုခြင်းပါ။ ဒီနေ့ကသင်ဟာသူတို့ရဲ့စကားကိုတကယ်နားထောင်နေရဆိုတာကိုပြသပြီးစဘာဝိုင်းကိုသတ်မှတ်ထားတဲ့ပန်းတိုင်ကိုဥတီသွားအောင်ကုညီပေးပါရင်သူတို့ရဲ့စကားပေါ်ဝေဖန်မှုဒါမှမဟုတ်အကြံဉာဏ်ပေးသူစိတ်ကိုရှောင်ရှားပြီးနားလည်မှုပေးဖို့ကိုသာအာရုံစိုက်ရပါမယ်။စိုက်သူတို့ဟာလူတွေရဲ့ဆက်သွယ်ပြောဆိုပုံတွေကိုတရိစ္ဆာန်လေးမျိုးနဲ့ဥပမာပေးထားပါရင်ဒီပုံစံတွေကိုနားလည်ခြင်းအဖြစ်ကျွန်တော်တို့ဟာကိုကိုကိုပို့တိလာပြီးတခြားသူတွေနဲ့ဆက်ဆံရေးကိုလည်းလိုသလိုပုံဖော်နိုင်လာပါလိမ့်မယ်။ ရှင်သေးပုံစံထင်ချုံလိုသူများကိုကူစားပြုပါရယ်။သူတို့ကခေါင်းဆောင်မှုပေးလိုသူရှင်းလင်းတဲ့လက်ညှိုးချက်တွေကိုသတ်မှတ်လိုသူများဖြစ်ကြပါရယ်။ကောင်းမွန်တဲ့ရှင်သေးခေါင်းဆောင်တွေဟာရှင်းလင်းပြသပြီးအစီအစဉ်ကိုချမှတ်ကာအခြားသူတွေကိုပံ့ပိုးပေးပါရယ်။ဒါပေမဲ့အဆိုမြင်တဲ့ပုံစံမှာတော့သူတို့ဟာတောင်းဆိုမှုများပြီးအာနာရှင်ဆန်တဲ့သူတွေဖြစ်နေတတ်ပါရယ်။အချိန်တွေကခေါင်းဆောင်မှုလိုအပ်လာရင်ဒီပုံစံကိုအသုံးပြုရပါမယ်။ကြွပုံစံဟာအញ្ញံခံသူတို့မဟုတ်လက်ခံလိုက်ရောသူများကိုကူစားပြုပါရယ်။ သူတို့ဟာနှိမ်ချမှုနဲ့တိခတ်မှုကိုပြသပြီးနောက်ဆုတ်ပေးဖို့လိုအပ်တဲ့အခါမှာဒီပုံစံကိုကျင့်သုံးကြပါရင်ဒါပေမဲ့အားနေတဲ့ပုံစံမှာတော့သူတို့ဟာအားနေချက်မရေမရဖြစ်မှုကိုပြသတတ်ပါရင်စကားဝိုင်းတစ်ခုကိုဆက်လက်ဖြစ်ပေါ်စေဖို့အတွက်ဒါမှမဟုတ်နောက်ဆုတ်ပေးဖို့လိုအပ်တဲ့အခါဒီပုံစံကိုအသုံးချရပါမယ် T-Rex ပုံစံဟာရှင်ဆိုင်တိုက်ခိုက်လို့သူများကိုကူစားပြုပါရင်သူတို့ဟာပြဿနာတစ်ခုကိုရှင်းရှင်းလင်းလင်းတဲ့တဲ့ပြောဆိုလို့သူများဖြစ်ကြပါရင် ထီရောက်တဲ့ T-Rex ပုံစံဟာပွင့်လင်းပြီးယူသားပါတယ်။ဒါပေမဲ့အလွန်ကြုံဖြစ်တဲ့အခါသူတို့ဟာရန်လိုခြင်းအပြစ်နံပေးခြင်းပုံစံကိုစောင့်သွားတတ်ပါတယ်။ယူသားမှုနဲ့ရှင်းလင်းပြသမှုလိုအပ်တဲ့အခါဒီပုံစံကိုအသုံးပြုရပါမယ်။မြောက်ပုံစံဟာပူပေါင်းဆောင်ရွက်လူသူများကိုကိုယ်စားပြုပါတယ်။သူတို့ကနှွေးထွေးမှုစိုးရိမ်ပူပန်မှုနဲ့အတူတကွရှည်ခြင်းတို့ကိုပြသပြီးအခြားသူတွေနဲ့ချိတ်ဆက်မှုဖန်တီးလို့ကြပါတယ်။ဒီပုံစံကရင်းနှီးချစ်ခြင်းမှုကိုတိဆောက်ဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမဲ့လေလွန်ခဲ့တဲ့ရင်းနှီးမှုဒါမှမဟုတ်မသိနေော်လေအပြုတ်မှုများကိုတော့ရှောင်ရှားဖို့လိုအပ်ပါတယ်ဒီဆက်သွယ်ရေးလှုပ်ဝှက်ချက်တွေကိုကျွန်တော်ရဲ့နေစဉ်ဘဝမှာဘယ်လိုထိရောက်စွာအသုံးချရမလဲရင်းနှီးချစ်ခြင်းမှုကိုတည်ဆောက်ခြင်းဟာကိုကိုကိုသိရှိနားလည်ခြင်းကနေစတင်ပါတယ်သင်ဟာဘယ်လိုအခြေအနေမျိုးမှာဘယ်လိုတိရစ္ဆာန်ပုံစံကိုအသုံးပြုတယ်လဲဆိုတာကိုနားလည်ဖို့လိုပါတယ်ကိုယ်ရဲ့အာသာချက်တွေနဲ့အားနည်းချက်တွေကိုတိမှတ်တာလိုအပ်တဲ့အချိန်မှာကိုယ့်ရဲ့ဆက်သွယ်ရေးပုံစံကိုပြောင်းလဲနိုင်ပါလိမ့်မယ်။ ထိရောက်တဲ့စက်တရီပညာရှင်ဟာလိုတလိုပုံစံပြောင်းလဲနိုင်စွမ်း flexibility ရှိပါတယ်။အခြေအနေတိုင်းကခြင်သေးပုံစံလိုအပ်တာမဟုတ်သလိုအမြဲတမ်းညောက်ပုံစံကလည်းမသင့်ရောပါဘူး။သင်ရောက်နေတဲ့အချိန်ဤသင်စကားပြောနေတဲ့ပုံကုတ်နဲ့သင်လိုချင်တဲ့ပန်းနိုင်အပေါ်မှာမူတည်ပြီးကိုယ့်ရဲ့စက်တရီပုံစံကိုကျွမ်းကျင်စွာပြောင်းလဲနိုင်ပါမယ်။ဒီနည်းလမ်းတွေက theory သက်သက်မဟုတ်ပါဘူးဆိုင်သူတို့ကဒီနည်းလမ်းတွေဟာရှယ်အဖွဲ့တွေစုံစမ်းစစ်ဆေး agency တွေမှာအသုံးပြုနေတဲ့လက်တွေ့ကြတဲ့နည်းပြအရာတွေဖြစ်တယ်လို့ဆိုပါတယ် ဒါကြောင့်တင်ဟာဒီကျွမ်းကျင်မှုတွေကိုတကယ်ပဲပိုင်ဆိုင်ခြင်းနဲ့ဆိုရင်နေ့စဉ်လေ့ကျင့်ဖို့လိုအပ်ပါတယ်။ကြာရှုံးမှုတိုင်းဟာသင်စရာအခွင့်အရေးဖြစ်တယ်ဆိုတာကိုသတိရပါ။ Rapport the four ways to read people's soul ကကျွန်တော်တို့ကိုရင်းနှီးချစ်ကျင်မှု Rapport ကလူတွေကိုဖတ်ရှုခြင်းထိရောက်စွာစက်သွယ်ခြင်းအတွက်အဓိကတော့ချက်ဖြစ်ကြောင်းရှင်းလင်းစွာပြသခဲ့ပါတယ်။ကျွန်တော်ကယုံတာမှုစာနာနားလည်မှု ကိုယ်ပိုင်အချုပ်ချာနာကိုလေးစားမှုနဲ့ပြန်လည်ထည့်ရပြောဆိုခြင်း ACA ဆိုတဲ့ဆက်ခိုင်းပါတဲ့ဆက်ဆံရေးကိုအုံမြစ်ကိုတိစောက်နေပါတယ်။ ရှင်သည်ကြွက်ဒီ rex နဲ့မြောက်ဆိုတဲ့စက်သည်ပုံစံလေးမျိုးကိုနားလည်ခြင်းအဖြစ်ကျွန်တော်တို့ကခုခုကိုသိရှိနားလည်မှုပုံမရရှိစေပြီးအချိန်နှင့်မျိုးမျိုးမှာစက်သည်ပုံစံကိုလိုအပ်သလိုပြောင်းလဲနိုင်စွမ်းရှိလာမှာပါဒါကြောင့်ကျွန်တော်တို့အားလုံးဒီနေ့တန်းလေးတွေကိုလေ့လာပြီးနေ့စဉ်ကျင့်သုံးခြင်းအဖြစ်အခက်အခဲဆုံးသောပုဂ္ဂိုလ်များနဲ့တောင်ရင်းနှီးချစ်ချင်မှုကိုတိဆောက်ပြီးဖို့မျိုးအောင်မြင်သောဘဝကိုရယူနိုင်မှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။